မယူဒီရဲ့လက်ရှိချင်းနီကိုဆင်မကောင်းဖြစ်နေတယ်ရော်နယ်ဒိုကမ္ဘာပေါ်လုံးလောကရဲ့ဂန်နဝင်ကစားသမားတူဖြစ်သူခရစ္စတီယာနိုရော်နယ်ဒိုကသူ့ရဲ့တင်ဟောင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိချင်းနီကိုကြည့်ပြီးဆင်မကောင်းဖြစ်နေရကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်ရော်နယ်ဒိုကယူနိုက်တက်မှာလက်ချင်းတိုင်းတိုင်းကစားခဲ့ဘူးသူဖြစ်ပြီးအိုထရဖို့နဲ့သူ့ရဲ့ဆက်နွယ်မှုကအမြဲတမ်းဆဲလို့ရှားစရာကောင်းနေပါတယ်ရော်နယ်ဒိုကပထမကျရင်ယူနိုက်တက်တင်မှာကစားခဲ့စဉ်တော့ကနီပြတ်ကြီးဖောက်ကူဆန်လက်အောက်မှာကြီးမားတဲ့ဆူပလာအောင်မြင်မှုတွေပြင်တကူးကျဲကောင်းဆူပလာတွေကိုပါအများကြီးပိုင်ဆိုင်ခဲ့ပူပါတယ်ဒါပေမဲ့လည်းအိုထရဖို့ကိုဒုတိယကြိမ်မြောက်ပြန်လည်ကတော့မလှပခဲ့ပါဘူး ဒုတိယတိမ်းမြောက်ကစားကလေးကာလာအတွင်းမှာနီဗျာအဲရီတန်ဟန်နဲ့ပြဿနာတက်ခဲ့ရတယ်လို့ပီယာမော်ဂန်ရဲ့အင်တာဗျူးတစ်ခုကြောင့်2022ခုနှစ်မှာယူနိုက်တက်ဒင်းနဲ့လမ်းခွဲခဲ့ပြီးဆော်ရီဘိုလီကလက်အန်နာစာဒင်းစီကိုပြောင်းရွှေ့ခဲ့ရပါတယ်။မယူတင်မှာခါတီးရဲ့မှတ်တရရရှိခဲ့ပေမဲ့လည်းရော်နယ်ဒိုကသူ့ရဲ့ဒင်းဟောင်းပေါ်နက်နက်ဆန်းဆန်းတန်ရုံးစီရှိနေစေဖြစ်ပါတယ်။အခုပီယာမော်ဂန်နဲ့နောက်တစ်ချိန်ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာလည်းရော်နယ်ဒိုကသူ့ရဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ယူနိုက်တက်ဒင်းကကမ္ဘာပေါ်ကကြီးကြပ်ခံစားဆုံးကလပ်အသင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်နှလုံးသားထဲမှာလည်းခုထိရှိနေစေဖြစ်တာကြောင့်အသင်းကို GP စိတ်မကောင်းဖြစ်ရပါတယ်။ လက်ရှိချိန်မှာယူနိုက်တက်တင်ကစနစ်ကျတဲ့ဖွဲ့စည်းတည်ဆောက်မှုမရှိသေးပါဘူး။နိုင်ငံမှာပြောင်းလဲတွေဖြစ်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ရန်နိုတို့မရှိတော့တဲ့နောက်ပိုင်းမှာလည်းယူနိုက်တက်တင်ကဆက်လက်ရုန်းကန်နေရဆဲဖြစ်ပြီးမနေ့ကဆိုရင်ပရီးမီယာလိဂ်ဒီပိုင်းနဲ့ဆက်ဆိုးဝါးဆုံးစံချိန်မှတန်းတွေကိုပါပိုက်ဆိုင်ခဲ့ရပါတယ်။သူကမန်ယူတင်ကတချိန်ကားလို့အဆင့်တန်းမျိုးပြောင်းရောက်ဖို့အတွက်စနစ်ကျတဲ့ဖွဲ့စည်းတည်ဆောက်ပုံအားနည်းတယ်လို့ခက်ခဲမှမှသုံးသပ်ခဲ့ပါတယ်။ဒါပြင်မန်ယူတင်ရဲ့လက်ရှိနေပြဖြစ်သူအမော်ရီရဲ့အခြေအနေနဲ့ပတ်သက်ပြီးရော်နယ်ဒိုကထောက်ခံမှုအတွင်ယူပြီးဝယ်မှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။အမော်ရီကသူ့လို့သူအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်နေတာပါ။သူကနောက်ထပ်ဘာလိမ်းမြန်ထက်လုပ်ပြရအောင်ပါလေ။ မင်းနဲ့တော့ကြည့်ကြခံရတဲ့အောင်မြင်မှုတွေကိုရည်ရမလားအဲ့ဒီလိုလုပ်ဖို့ကမဖြစ်နိုင်သလိုအမော်ရီကလည်းမဖြစ်နိုင်တော့တဲ့အောင်မြင်မှုတွေလုပ်ပြနိုင်မှာမဟုတ်ပါဘူးယူနိုက်တက်တမကစားမကောင်းနေရှိနေပေမဲ့တချို့ကယူနိုက်တက်ကစားမစိတ်တက်မျိုးမရှိကြပါဘူးလို့ပြောကြခဲ့ပါတယ်ရိုနယ်ဒိုရဲ့သုံးသပ်ချက်တွေအရမှာယူနိုက်တက်တင်ရဲ့ပြဿနာကလီဗာတူဦးတဲ့ရဲ့ပြဿနာမဟုတ်ပဲကလပ်ရဲ့ပေါ်ရန်စီမံခန့်ခွဲမှုနဲ့အတွင်းပိုင်း positive စောက်ပုံဆိုင်ရာအားနည်းချက်တွေကြောင့်ဖြစ်နေပြီးဒါပြင်ကစားမရဲ့စစ်တပ်ပိုင်းဆိုင်ရာပြဿနာတွေလည်းရှိနေတယ်ဆိုတာကိုထောက်ပြလိုက်တာပဲဖြစ်ပါတယ်ဒီမှာယူနိုက်တက်ရဲ့အမားကိုချက်ပြတ်